မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့စက်တင်ဘာလ1ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းမုံရွာမြို့အခြေဆိုင်အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကို Rocket အလုံး20နဲ့ပြစ်ခတ်တိုက်ခတ်ရာအရာရှိ3ဦးအပါဝင်ရွှေဦးပွဲချင်းပြည်တိုက်ဆုံကရန်တုံလောင်ယုံမိလောင်ပြက်စီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဇွန်လ29ရက်နေ့နဲ့ဩဂတ်လ26ရက်နေ့တွေမှာ မုံရွာမြို့အခြေဆိုင်အနောက်မြောက်တိုင်းစစ်ဌာနချုပ်နာမခအတွင်းထဲကိုမုံရွာခရိုင်ကိုကဲမှုရဲ့စီမံညွှန်ကြားချက်နဲ့ Chinrin Rocket Brothers CRB အဖွဲ့က Rocket အလုံးကြီး20နဲ့နှစ်ကြိမ်ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာစစ်တိုင်းရုံးကအရာရှိ3ဦးနဲ့စစ်သည်5ဦးပွဲချင်းပြီးတိုက်ဆုံးက9ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့ရန်တူလောင်ယုံဟာလည်းမီးလောင်ပျက်စီးခဲ့တယ်လို့သိရပါတယ်။ပြင်းထန်ဒဏ်ရာရရှိသွားတဲ့ စစ်သား9ဦးကိုတဆခွဲ၄မြင်းဆောင်300တပ်စေးရုံကိုအရေးပေါ်ပို့ဆောင်ထားတယ်လို့သိရပါဗျ။စစ်ခွေးတည်တဲ့စရင်စုစုပေါင်းအရာရှိ3ဦးနဲ့တပ်သား5ဦးစုစုပေါင်း6ဦးကတော့နေရာမှာတင်ပွဲချင်းပြီးတည်သွားပါတယ်။ထိခိုက်ဒဏ်ရာရတဲ့စစ်ခွေးတွေကိုတော့အရေးပေါ်စေကူတောက်မှုခံယူနေရတယ်လို့ Chinrin Rocket Brothers CRB ကတာဝန်ရှိသူကရှင်းပြထားပါဗျ။၎င်းတက်ခတ်မှုကို Chinrin Rocket ညီနောင် Chinrin Rocket Brothers CRB ဦးဆောင်ပြီးတော့မဟာမိတ်အဖွဲ့တွေဖြစ်တဲ့ Chomai Mai Kenny Anonymous Hero ဘန်ဒူလာ Defense Force ဘူဒလင် Defense Force Federal Democratic Force Children Brothers အုတ်ကြီးနဲ့အဖွဲ့တို့ကပူးပေါင်းပြီးတော့တိုက်ခိုက်ခဲ့ကြကြောင်းသတင်းရရှိပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်စစ်ရေးသတင်းကတော့တနင်္သာရီတိုင်းဒဝဲခရိုင်မြစ်တာမြို့မှာရှိတဲ့စစ်ကောင်စီတပ်ဗျူဟာကိုအခုရက်ပိုင်းမှာစစ်ရင်အားတွေရာနဲ့ချီပြီးတော့ဆေးလွပြီးခန်းစစ်ပြင်းနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒဝဲမြို့ကနေမြစ်တာမြို့မှာရှိတဲ့စစ်ခွေးဗျူဟာကိုစကားခါရှစ်လက်အောက်ခံတပ်တွေကိုဆေးလွနေပြီးတော့ လူအင်အားအပြင်လက်နက်ခဲရတဲ့ရိခါတွေကိုလည်းတင်းဆောင်လာတာဖြစ်နိုင်တယ်လို့အဲ့ဒီတာဝန်ရှိသူကပြောပြထားပါတယ်မြစ်တာကိုလက်နက်ခဲရတဲ့ရိခါတွေပို့တာလမ်းပိုင်းရှေ့တိုးမရတော့အင်အားတွေထပ်တိုးနေတာပါလို့စစ်ကောင်စီတပ်အခြေအနေကိုဒဝဲခိုင်တပ်ပေါင်းစုကတာဝန်ရှိသူကရှင်းပြထားပါတယ်ဩဂတ်လတတိယဘက်ထဲမှာမြစ်တာမျိုးဘက်ကိုသွားတဲ့စစ်ခွေးတပ်ရဲ့လက်နက်နဲ့ရိတ်ခါရင်တန်းစဲစည်းကို DNL ဥဆောင်တဲ့တော်လိုင်းတပ်ဖွဲ့များကတရချောင်းမြို့နယ် မိုးရွှေကုန်းနဲ့စော်ဖျားရွာတွေနားမှာဖြတ်တောက်တိုက်ခတ်ပြီးတော့ရင်းတွေကိုလည်းဖျက်ဆီးနိုင်ခဲ့တယ်လို့လက်နက်ခဲရနဲ့စေသုံးဆောင်ပစ္စည်းတွေလည်းရရှိထားတယ်လို့သိရပါတယ်။ဒါကြောင့်စကခရှက်လက်အောက်ခံတပ်တွေကိုဩဂတ်လ29ရက်နေ့ကလေးကစစ်ရင်တန်းနဲ့ဆေးလွတ်နေတာဖြစ်ပြီးတော့ခံမှန်းအင်အား900ဝန်းကျင်ရှိနိုင်တယ်လို့ဒေတာတွင်သတင်းရင်းမြစ်တွေကပြောပါတယ်။အခုလက်ရှိအဲ့ဒီဘက်မှာခံမှန်းပြောရရင်တော့အင်အား900လောက်ထိရှိသွားနိုင်တယ်ဗျ။ရှိကစေစည်းပါရင်းတန်းတိုက်ပွဲဖြစ်ပြီးတော့မိရှုခံလိုက်ရလို့တော့ကုန်ပြီ။ အခုရန်ရန်ကဘဏ္ဍာစည်းမံတေချာတော့မပြောနိုင်သေးဘူးလို့တော်လိုင်းရေးသတင်းရင်းမြစ်ကရှင်းပြထားပါဗျ။ဒါအပြင်ဒဝဲရေနဲ့စိတ်ကန်းနဲ့မောင်မကန်ခန်းကြီးကြားကပင်လယ်ရေပိုင်နဲ့မှာစစ်သည်မော်၃စီးကိုအတင်းချထားပြီးတော့သင်းမော်၃စီးကိုခံမန်းအင်အားတရာခန့်ပါနိုင်တယ်လို့သိရပါဗျ။ရခင်ကအဲ့ဒီရေပိုင်နဲ့မှာစစ်သည်မော်၃စီးသာကင်းပတ်လေရှိတယ်လို့အဲ့ဒီတော်လိုင်းရေးသတင်းရင်းမြစ်ကရှင်းပြထားပါဗျ။လက်ရှိအချိန်ဒီဟာမြစ်တာမျိုးဘက်ကိုလက်နက်နဲ့ရိတ်ခါသွားပို့တဲ့ရေနံ၁၀စီးက စစ်ခွေးအင်အား200ဝန်းကျင်ဟာ၎င်းတို့စီးနှင်လာတဲ့ရင်းနှံတိုက်ခိုက်ဖျက်ဆီးခံရပြီးတဲ့နောက်မြစ်တာဗျူဟာကိုတွားရောက်ပြီးတော့ပူးပေါင်းသွားပြီလို့ဒေတာရင်းတော်လိုင်းရေးသတင်းမြစ်များထံကစုံစမ်းသိရှိရကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့လူမှုကွန်ရက်ပေါ်မှာသူ့ကိုနတ်သမီးလို့ခေါ်ဆိုသူများကို ငွေပေးမယ်ဆိုပြီးတော့ပြောဆိုခဲ့တဲ့အမှုနဲ့အတူဒိတ်ကဲအဖြစ်နဲ့လူသိများတယ်မဖြိုးအီဇော်ကိုဩဂတ်စ်လ30ရက်နေ့မှာဖမ်းဆီးလိုက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်၎င်းကိုရန်ကုန်မင်္ဂလာတောင်ကျွန်းမြို့နယ်တပြေကုန်းရပ်ကွက်ကံရိပ်သာလမ်းနဲ့ဥအောင်မြတ်လမ်းမပေါ်မှာရှိတဲ့ဝင်းဒမ်ဂရန်ရန်ကုန်ဟိုတယ်မှာဖမ်းဆီးခံလိုက်ရတယ်လို့သိရပါတယ် ၎င်းကိုဖမ်းဆီးရမှာရက်ွက် အုပ်ချုပ်ရေးပိုင်းနဲ့ရဲတပ်ဖွဲ့များပါဝင်ခဲ့ခြင်းမရှိဘဲနဲ့စစ်တပ်ကဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ကမြည်သည့်ပုံမှများနဲ့ဖမ်းဆီးထားတယ်ဆိုတာကိုတော့ထည့်သွင်းဖော်ပြထားခြင်းမရှိဘူးလို့သိရပါတယ်မဖြိုးအီအီဆိုဟာဖြိုးအီအီဆိုအမည်နဲ့ TikTok အကောင့်မှာ follower တသန်းကျော်ရှိတယ်လို့ Facebook မှာလည်းလူသိများသူဖြစ်ပြီးတော့နတ်သမီးလို့နာမည်ခေါ်ပေးနေသူများကိုလည်း ငွေပေးတယ်ဆိုတဲ့ပြောဆိုချက်များနဲ့အတူရွှေတဲ့လက်ဝတ်လက်စားအပြည့်ဝစ်ဆင်ပြီးတော့ဒေါ်လာအပါအဝင်ငွေကြေးများစွာကိုအထက်လိုက်ကင်ပြပြီးတော့ဒိတ်ကဲအလုံးမှာဝင်ငွေကောင်းမွန်ကြောင်းပြောဆိုထားတာကိုတွေ့ရပါတယ်မဖြုတ်အီအီဆိုဟာရခိုင်ပြည်နယ်တန်တွဲမြို့နယ်ငပလီမြို့မှာနေထိုင်တဲ့စစ်ရှောင်းတအုပ်ဖြစ်ပြီးတော့ဝင်းနန်ဂရမ်ရန်ကုန်ဟိုတယ်အခန်းမှာနှစ်ချုပ်ငှားရမ်းနေထိုင်ပြီးဒိတ်ကဲအလုံးကိုလုတ်ကင်နေသူတအုပ်ဖြစ်ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မကွေတန်းရေစကြုံမြို့နယ်ရေလေကျုံဒေသငတရုံရွာကိုအကြမ်းဖက်ဆက်တက်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့လေရင်နဲ့ဘုံကျဲတိုက်ခိုက်ခြင်းကြောင့်ပြည်သူ၃ဦးပွဲချင်းပြီးတိတ်ဆုံးပြီးတော့ထိခိုက်ဒဏ်ရာရရှိသူတွေများပြားခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မနေ့ကဩဂုတ်လ31ရက်နေ့မိုးလွယ်10:15မိနစ်ခန့်မှာ ရေစကြိုမြို့နယ်ရေလေကျွန်းဒေသငရတော်ရွာကိုအကြမ်းဖက်စစ်ခွေးတပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့လေရင်နဲ့ဘုံးကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။အကြမ်းဖက်စစ်ခွေးတပ်ရဲ့လေကျောင်းတိုက်ခိုက်မှုအတွင်ပြည်သူ၃ဦးပွေချင်းပြီးတိတ်ဆုံးကထိခိုက်ဒဏ်ရာရရှိသူတွေအလုံးများပြားခဲ့တယ်လို့သိရပါဗျ။ထိခိုက်ဒဏ်ရာရရှိသူတွေထဲမှာပြင်းထန်ဒဏ်ရာရရှိသူများလည်းပါဝင်ပြီးတိတ်ဆုံးသူအရေအတွက်ထပ်တိုးနိုင်တယ်လို့သိရပါဗျ။ ဘာတိုက်ပွဲမှမရှိဘဲနဲ့လေချောင်းကနေပြီးတော့ဘုံကျဲတက်ခိုက်သွားတာကနဦးတိရတာကတော့ပြည်သူ၃ဦးကတော့ပွဲချင်းမိတိတ်ဆုံးနေထိခိုက်ဒဏ်ရာရရှိသူတွေများတယ်ပြင်းထန်ဒဏ်ရာရတဲ့သူတွေလည်းပါဝင်တော့တိတ်ဆုံးသူအရေးအတွက်ကဒီထက်ထပ်တိုးနိုင်ပါတယ်ထိခိုက်ဒဏ်ရာရရှိသူအရေးအတွက်ကတော့အတိမပြုတ်နိုင်သေးဘူးလို့ရေစကြိုထောင်းရှစ် info company ကတာဝန်ရှိသူကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မကွေတိုင်းပေါ့မြုံနယ်အရှိချမ်းမှာရှိတဲ့ကြေးရွာများကိုအချမ်းဘတ်စစ်ခွေးတက်က112လေးရင်နဲ့6ကြိမ်ဘုံကျဲတိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကဩဂတ်လ31ရက်နေ့မိုးလယ်2:55မိနစ်ခန့်မှာအချမ်းဘတ်စစ်တက်ကပေါ့မြုံနယ်အရှိပိုင်းမှာရှိတဲ့ကြေးရွာများကို112လေးရင်နဲ့6ကြိမ်ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အကြမ်းဖက်စစ်ခွေးတပ်ရဲ့ဘုံကျဲတိုက်ခတ်မှုကြောင့်ပြည်သူများထိခိုက်မှုမရှိတော့လဲလေကြောင်းတိုက်ခတ်မှုများ ဆက်လက်ပြီးတော့ပြုလုပ်လာမှာကိုစိုးရိမ်နေတဲ့အတွက်ပြည်သူတွေဟာဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါဗျ။ပြည်သူတွေထိခိုက်မှုမရှိဘူးလို့တော့သိရတယ်။စေခွေးတွေကလေကြောင်းကနေတိုက်ခိုက်တာတွေဆက်လက်ပြီးတော့လှုပ်ဆောင်လာမှာစိုးရိမ်လို့ပြည်သူတွေခမောင်းဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရပါတယ်လို့အညာမြေတပ်ပေါင်းစုကတာဝန်ရှိသူတို့ကပြောဆိုထားပါဗျ။အလားတူပဲရှမ်းပြည်နယ်ကြောင်မဲမြို့နယ်နောင်ပြည့်ရွာကိုလည်းအကြမ်းဖက်စစ်ခွေးတပ်ကလက်နက်ကြီးများနဲ့ဇက်တိုက်ပစ်ခတ်တိုက်ခိုက်နေတယ်လို့ဒေသခံပြည်သူများကသတင်းပေးဖို့တိုင်ကြားထားပါတယ် မနေ့ကဩဂတ်လ31ရက်နေ့ည9:20မိနစ်ကစတင်ပြီးတော့နောင်ချုံမြို့ပေါ်မှာတက်ဆွဲထားတဲ့အကြမ်းဖက်စစ်ခွေးတပ်ကကြောင်မဲမြို့နယ်နောင်ပြင့်ရွာဘက်ကိုလက်နက်ကြီးများနဲ့ဇက်တိုက်ပစ်ခတ်တိုက်ခိုက်နေတယ်လို့သိရပါတယ်။နောင်ချုံမြို့ပေါ်ကနေကိုဇက်တိုက်လက်နက်ကြီးတွေနဲ့ပစ်နေတာပါ။နောင်ပြေရွာကိုလည်းစစ်ခွေးတွေထိုးစစ်ဆင်နေပြီးတော့တိုက်ခိုက်နေတယ်ထင်တယ်။လက်နက်ကြီးပောက်ကွဲတံတွေကတော့စူညံနေတာပဲလို့ဒေသခံပြည်သူတို့ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့တနင်္လာရီတိုင်းဒဝေမြို့နယ်မြစ်တာမြို့နယ်မြေရေးစခန်းကဒူရဲအုပ်တအူးဟာတန်တဲ့တက်လက်ယူဆောင်လာပြီးတော့အလင်းဝင်လာတဲ့အတော့ငွေကျပ်350ချင်းမြင့်ပေးခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်စ်လ29ရက်နေ့မှာဒဝေမြို့နယ်မြစ်တာနယ်မြေရေးစခန်းကဒူရဲအုပ်ကိုတန်းနိုင်ထွန်းဟာအကြမ်းဖက်စစ်ခွေးလက်အောက်မှာဆက်လက်ပြီးတော့တာဝန်မထမ်းဆောင်ကျင်တော့တဲ့အတော့တန်တဲ့တက်လက်ကိုယူဆောင်လာပြီးတော့ဒဝေအမျိုးသားလွတ်မြောက်ရေးတပ်တော် DNL ထံကိုအလင်းဝင်ရောက်လာတယ်လို့သိရပါဗျ။ အခုလိုမျိုးအလင်းဝင်လာတဲ့ဒူရဲအုပ်ကိုတန်းနိုင်ထွန်းဟာ G3 တနတ်တလက်ကြီးပေါင်းနှစ်ခု G225 ရောင်းတဲ့အတူလက်နက်ချအလင်းဝင်လာတဲ့အတွက်ကြောင့်ငွေကျပ်350ဂုံပြုစုချင်းမဲ့ပေးခဲ့တယ်လို့သိရပါဗါတယ်အဲ့ဒီနောက်သူသွားခြင်းနဲ့လုံမြောက်နေမြေတနေရာကိုပို့ဆောင်ပေးခဲ့တယ်လို့သိရပါဗါတယ် တိုက်ရင်ကတတ်မှတ်ထားတဲ့စုချင်းဝေကိုပေးရပြီးတော့သူသွားခြင်းနဲ့လွန်မြောက်နေပြေတစ်ခုခုစီကိုပို့ပေးမှာပါလို့ဒူရကစစ်ကြောအဖွဲ့ကတာဝန်ရှိသူကရှင်းပြထားပါတယ်တော်လန်ရေးနဲ့စစ်ရေးအရှိန်မြင့်လာတာနဲ့အများပြည်သူဘက်အမှန်တရားဘက်ကိုရက်တီခြင်းနဲ့စစ်သားများရဲတပ်ဖွဲ့ဝင်များကိုပြည်သူရင်ဝင်ခိုးလုံရန်အမြန်ဆုံးပူးပေါင်းပါဝင်ကြရန်ဒူရကစစ်ကြောကအသိပေးပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကို အချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အကြမ်းဖက်ဆက်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ